ရသခင်ခြေဆုတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှမသဲခရွေခန်းကြီး25အပိုင်ငယ်24မှ25အခွက်တစ်ဆယ်ကိုခံတော်သူသည်လည်းချင်းကပ်၍သခင်ကိုတော်သည်ခဲရင်တော်သူဖြစ်သည်နှင့်ကိုမဆိုင်မပြိုးသော အရ၌ရဲ့၍ကိုမဖြတ်မကျဲသောအရ၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အချားတို့သွား၍ ကိုတော်ကြီးငွေ အခွက်30ကိုမြေ၌ဟွက်ထားပါပြီ။ယခုကိုတော်ကြီးဥစ္စာရှိပါသည်ဟုရှောက်၏။ကျောင်းဒီနောက်ကဘတော်ကတော့သခင်ရှုဥပမာပေးတဲ့အကြောင်းအရာဖြစ်ပါတယ်။သခင်ရှုကဘာဥပမာပေးလဲဆိုရင်တော့လူတစ်ယောက်ကတဲ့အခြားသောပြည်ကိုသွားမယ်လို့အကြံရှိပြီးတော့သူ့ရဲ့ငယ်သား၃ယောက်ကိုအတီးတီးအစွမ်းတတ်ရှိတဲ့အတိုင်းတယောက်ကိုတော့ငွေခွက်50တယောက်ကိုတော့အခွက်20 တယောက်ကိုတော့အခွက်30ဆိုပြီးတော့အပ်ပေးခဲ့တယ်။ပြီးတဲ့အခါမှာသခင်ကထွက်သွားတယ်။အခွက်90ကိုရတဲ့သူကကုံသွဲခြင်းအမှုကိုပြုတဲ့အခါမှာနောက်ထပ်အခွက်90ကိုအမျက်ရတယ်။အဲဒီလိုပဲအခွက်20ကိုရတဲ့သူကလည်းကုံသွဲမှုကိုပြုလုပ်တဲ့အခါမှာအခြားသောအခွက်20ကိုအမျက်ရတယ်။အခွက်30ကိုရတဲ့သူကတော့တဲ့မြေကြီးထဲမှာတွင်တူပြီးတော့သူ့သခင်ရဲ့ငွေကိုတွားပြီးတော့ဟွက်ထားလိုက်တယ်။ ဘာကြောင့်ဒီလိုလုပ်ရလဲဆိုရင်အဲ့ဒီအခွက်တစ်ချက်ကိုခံတော်သူကသူ့သခင်နဲ့သူပြန်တွေ့တဲ့အခါမှာသူပြောပါတယ်ကိုတော်ကခဲရင်တော်သူဖြစ်တယ်ကိုမဆိုင်မပြိုးတဲ့အရက်မှာရိတ်ပြီးတော့ကိုမဖြတ်မကျဲသောအရက်မှာစုသိမ့်တတ်တယ်ဒါဟုတ်ကျွန်တော်သိတဲ့အခါမှာအားတဲ့ကြောက်တဲ့အတွက်ကြောင့်အချားကိုတွားပြီးတော့ကိုတော်ရဲ့ငွေကိုမပြောက်မရှရအောင်မြေကြီးထဲမှာကျွန်တော်ခွက်ထားလိုက်တယ်ဒီမှာရှိပါတယ်ကိုတော်ရဲ့ငွေဒီမှာအခွက်၁၀ပါဆိုပြီးတော့သူကပြန်ပေးပါတယ် ဒီငွေခွက်30ကိုခံရတဲ့သူကသခင်ပေးတဲ့အခွက်30မပြောက်သွားပါဘူး။သူပြန်ပေးတယ်။သူ့မှာပြဿနာကဘာလဲဆိုရင်တော့ဘာမှမလုပ်တဲ့ပြဿနာဖြစ်တယ်။သခင်ကသူ့ကိုစိုးညစ်ပြီးတဲ့ငဲသား။ငါကကိုမဆိုင်မပြိုးတဲ့အရက်မှာရိတ်ပြီးတော့ကိုမပြတ်မကျဲတဲ့အရက်မှာစုသိမ့်တတအောင်မင်းသိမှဆိုရင်ငါငွေကို ပွဲစားလက်ကိုအပ်ရမယ်။မင်းမလုံနိုင်ဘူးဆိုရင်အချားလုံနိုင်တဲ့သူရဲ့လက်ကိုအပ်မယ်ဆိုရင်ငါပြန်လာတဲ့အခါမှာငွေအရင်နဲ့ အမျက်ကိုရမယ်မဟုတ်ဘူးလားလို့သခင်ကပြောပါတယ်။အဲ့ဒီငယ်သားစီကအခွက်တစ်ဆယ်ကိုနှုတ်ပြီးတော့အခွက်တရာရတဲ့သူကိုပေးလိုက်တယ်။ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်မှာဘာကိုဖော်ပြလဲဆိုရင်တော့ကျွန်တော်တို့မှာဖရာသခင်ပေးထားတဲ့အစွမ်းစာတွေကိုမြေကြီးထဲမှာတွားပြီးတော့မမြုပ်ထားပါနဲ့။ဖရာသခင်တို့အသုံးပြုလိုက်ပါ။လူတွေတို့အကျိုးပြုလိုက်ပါ။သင်ကလှုပ်ဆောင်ခြင်းအပြင်တိုးပွားပါစေ။ ကျွန်တော်ဒီလောကမှာအသက်ရှင်တဲ့အခါမှာဖရာသခင်မိမိကိုပေးထားတဲ့အစွမ်းစားတွေကိုအသုံးပြုမယ်ဆိုရင်သူတို့ဘွားတွေအတွက်ဖရာသခင်ရဲ့နိုင်ငံတော်အတွက်ဖရာသခင်အမှုတော်ထဲမှာကျွန်တော်တို့ကအသုံးပြုခဲ့မယ်ဆိုရင်တော့တစ်ချိန်မှာသခင်ရှုနဲ့ပြတ်ဆုံတဲ့အခါမှာတာရုသစ္စာရှိသောငဲသားကောင်ဖရာသခင်ရဲ့ချီးမြှောက်ခြင်းဖရာသခင်ရဲ့စည်းစိမ်ကိုဝင်စားဖို့ရတော့ဖရာကပြင်ဆင်ထားပါလေ။ဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့အခါမှာ ဖယားသခင်ပေးထားတဲ့အစွမ်းစားတွေကိုဖယားသခင်တို့ပြန်ပြီးတော့အသုံးပြုလိုက်ပါဒီဥမောင်ကြည့်တဲ့အခါမှာတယောက်ကိုတော့အခွက်90တယောက်ကိုတော့အခွက်20တယောက်ကိုတော့အခွက်30ရတာချင်းကမတူပါဘူးဒါကြောင့်မသိင်ကသူများလို့မဖြစ်ရကောင်းလားသူများလို့မလုပ်တတ်ရကောင်းလားသူများလို့အရေးချင်းမရှိရကောင်းလားဆိုပြီးတော့ဘဝကြီးကိုစိတ်တက်မကြပါနဲ့ဘာလို့သူများလို့ငါမဖြစ်ရလဲဆိုပြီးတော့သူများနဲ့မတူချင်ပါနဲ့ဖယားသခင်ပြင့်ကိုပေးတဲ့ကသူများနဲ့မတူအောင်ပေးထားတာဖြစ်တယ် ။သင်ကသင်မှာရှိတဲ့အရာကိုပဲတိုးပွားအောင် လုပ်တတ်ဖို့သင်မှာရှိတဲ့အရာကိုပဲ အသုံးပြုဖို့အရေးကြီးပါတယ်။ကျွန်တော်တို့တက်တာထဲမှာကြီးမားတဲ့အမှားကဘာလဲဆိုရင်တော့ဘာမှမလုပ်မိခြင်းကကြီးမားတဲ့အမှားဖြစ်တယ်။တချို့ကရှိတယ်တခုခုလုပ်လိုက်ရင်မှားသွားမှဆိုလို့ဘာမှမလုပ်ပဲနဲ့ဒီတိုင်းပဲနေလိုက်တယ်။ဘဝကြီးမှာဖျားပေးထားတဲ့တန်မိုးတွေကအသက်တာအထဲထဲမှာရှိရသားနဲ့ဘာမှမလုပ်ဘူး။ဖျားသခင်တို့ အသုံးမပြုဘူး။ ကိုယ့်ရဲ့အသက်တာထဲမှာဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုဖခင်ကထည့်ပေးရတာနဲ့ကျွန်တော်ကဘာမှမလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့လောက်ကြီးမားတဲ့အမှားကိုကျူးလွန်မိတဲ့သူမရှိတော့ဘူး။ဒါကြောင့်မသင်ကတခုခုလုပ်ရင်မှားမှာဆိုလို့ဘာမှမလုပ်တော့ဘူးဆိုရင်အဲ့ဒါကပူကြီးမားတဲ့အမှားကိုကျူးလွန်မိလိုက်ခြင်းပဲဖြစ်ပါတယ်။ချိုလဲမှာဆိုလို့ခလေးတစ်ယောက်ကိုလမ်းပေးမလျှောက်ဘူးဆိုရင်အဲ့ဒီခလေးကလမ်းလျှောက်တတ်တော့မှမဟုတ်ပါဘူး။ ်ပင်ကသင်ဘွားကိုခလုတ်တိုက်မိမှာဆိုလို့လမ်းမလျှောက်ဘူးဆိုရင်ဘယ်လိုလိုခီးပေါက်ပါမလဲဖယားခင်ထားတဲ့ပန်းနိုင်ကိုဘယ်လိုလိုရောက်ပါမလဲလမ်းလျှောက်တဲ့သူတို့ကတော့ခလုတ်တိုက်မိတဲ့အရာတွေကရှိကောင်းရှိနိုင်ပါတယ်လှုပ်ဆောင်တဲ့သူတို့ပြဿနာတွေအခက်အခဲတွေတွေ့ကြုံရနိုင်ပါတယ်တို့ရတွင်ဘာမှမလှုပ်ချင်းကလှုပ်တဲ့သူတွေ့ကြုံတဲ့အမားထက် ပိုဆိုးတဲ့အမားကိုပိုကြီးမားတဲ့အမားကိုကျุလို့မိလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့မှားသွားမှာကိုမစိုးရိမ်ပါနဲ့ ဘာမှမလုပ်တော့ကတကယ်အမှားကြီးပဲဖြစ်ပါတယ်။ဒါကြောင့်တင့်အแทမှာဖျားထည့်ပေးထားတဲ့ဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုအသုံးပြလိုက်ပါ။မြေကြီးထဲမှာခွတ်မထားပါနဲ့။ဖျားသခင်ကဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုတင့်အแทမှာထည့်ထားတယ်။ဒါကြောင့်မို့တင်ရသူများနဲ့တူစရာမလိုပါဘူး။သူများကိုအသုံးပြတဲ့ပုံစံတစ်မျိုးဖြစ်မယ်။ သင်ကိုဖျားသုံးတဲ့ပုံစံကတစ်မျိုးဖြစ်မယ်။အရေးကြီးတာကသင်ကအခွင့်90မရလို့ဝမ်းနဲ့ချီခွဲရမလို့ပေါ့။အခွင့်90မရလို့လည်းသင်ကပြဿနာမရှိပါဘူး။ရှိနေတဲ့အခွင့်30ကိုအသုံးမပြုခြင်းကသာလျှင်ပြဿနာဖြစ်တယ်။ဒါကြောင့်မို့သင်ဘဝမှာဖျားသခင် ပေးထားတဲ့အစွမ်းစားတွေကိုဖျားသခင်အတွက်အခြားသောသူတွေအတွက်အသုံးခံလိုက်ပါ။ဒါကြောင့်မို့သင်ဘဝကို သူများတွေခြေနှက်ဖို့တက်ဖျားခြေနှက်ဖို့အတွက်အသက်ရှင်လိုက်ပါ။ ဘုရားသခင်မိမိကိုပေးထားတဲ့အစွမ်းစားတွေကိုဘာမှမလုပ်ဘဲနဲ့ကြီးမားတဲ့အမှားကိုမကျူးလွန်မိပါစေနဲ့ဘုရားသခင်တို့လှုပ်ဆောင်လိုက်ပါဒါကြောင့်မို့တင့်ထဲမှာဘသူနဲ့မှမတူတဲ့ဘုရားသခင်ထည့်ပေးထားတဲ့အစွမ်းစားတွေကိုမိမိကိုထားတဲ့နေရာမှာအသုံးပြုခြင်းအပြင်မိမိရဲ့နေပယ်မှာလှုပ်ဆောင်ခြင်းအပြင် ဘုရားသခင်ဘုန်းတော်ကိုထင်ရှားပြီးတော့အချိန်သခင်ရှုရှိရောက်တဲ့အခါမှာသခင်ဘုရားရဲ့ချီးမြှောက်ခြင်းသခင်ဘုရားရဲ့တာရုသစ္စာရှိသောငယ်သားကောင်းဆိုပြီးတော့အသိမှတ်ပြုခြင်းကိုခံရတော်သူများဖြစ်စေဖို့ဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ